မင်္ဂလာပါရှင်ရှယ်ကွန်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်းရာကတော့တိဘောမြို့တွင်အောက်တိုဘာ24ရက်အထိအခြေခံပညာကျောင်း၃ကျောင်းပြန်လည်ဖွင့်လှစ်တဲ့သတင်းဖြစ်ပါတယ်။ဂျက်ဘရိုကပြန်လည်ထိချုပ်ပြီးနောက်တိဘောမြို့တွင်အောက်တိုဘာ24ရက်အထိအခြေခံပညာကျောင်း၃ကျောင်းပြန်လည်ဖွင့်လှစ်ခဲ့ပြီးကျောင်းသားကျောင်းသူ1230တယောက်လျက်ရှိကြောင်းသိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတိဘောမြို့တွင်ကျောင်းသားကျောင်းသူများအမြင့်ဆုံးပညာသင်ကြားနိုင်ရေးအတွက်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးကိုစာမျက်နှာခေရာတိဘောမြို့ရှိအမှတ်၈အခြေခံပညာအထက်တန်းကျောင်းကိုအောက်တိုဘာ22ရက်တွင်၎င်း အောက်တိုဘာ24ရက်တွင်အမတ်နှစ်အခြေခံပညာမူလာတန်းလုံချောင်းနှင့်အမတ်ခုနှစ်အခြေခံပညာမူလာတန်းချောင်းတို့ကို၎င်းထပ်မံဖွင့်လှစ်နိုင်ခဲ့ရာအခြေခံပညာချောင်းသုံးချောင်းဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါသည်။အဆိုပါချောင်းများတွင်ချောင်းအပ်လက်ခံခြင်းများဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာချောင်းလာရောက်အနှံ့မှုအနေဖြင့်အောက်တိုဘာ24ရက်ကချောင်းသားချောင်းသူ85ဦးထပ်မံချောင်းအပ်နိုင်ခဲ့ရာကြောင့်စုစုပေါင်းချောင်းသားချောင်းသူ1230 တက်ရောက်တင်ကြားလျက်ရှိကြောင်းသိရပါဗျ။ကျောင်းအနှံနဲ့ကျောင်းသားကျောင်းသူများအားပညာရေးဝင်ကြီးဌာနမှအခမဲ့ပေးရတဲ့ကျောင်းသုံးဆောင်များစာရေးကြိယာများနဲ့ထောက်ပံ့ပစ္စည်းများကိုတပါးရေးပေးရကြပြီးဌာနဆိုင်ရာတာဝန်ရှိသူများကလိုအပ်သည့်များဆောင်ရွက်ပေးကြကြောင်းသိရပါရဲ့ရှင်။